တနနာဒီကတော့ကျမရဲ့လူလောကကြီးတွေကိုရောက်တာ34မိနစ် တင်းတင်းပြည့်တဲ့နေပဲဖြစ်ပါတယ်။မှန်တော့တင်းတင်းတော့မပြည့်သေးဘူး။ညနေ6:00နာရီမှမွေးတာပါရှင်။အဲ့ဒါဆိုတဲ့ခါကျတော့ကျမတင်းတင်းပြည့်ဖို့ နိုင်ပိုင်းလိုပါသေးတယ်။ urea ဟာလေးတွေကတော့မွေးနေ့အထိမ်းမက်နေနဲ့စားမယ်၊ကိတ်မုံပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ကိုဒီကိတ်မုံလေးစားပြီးတော့ဖြတ်သန်းပါတယ်။ဒီတစ်ခုရဲ့တွေမဟုတ်ပါဘူး။အဲ့ဒါဒီ strawberry cake ကလေးလည်းရှိပါသေးတယ်။ဒီနေ့မွေးနေ့မှာတော့ဒီကိတ်မုံလေးနှစ်ခုကိုစားပြီးတော့ချိုချိုမိမိနဲ့ဖြတ်သန်းပါမယ်ရှင်။ကိတ်မုံလေးကတော့ထုတ်ထားငပြောရွက်နဲ့တူတယ်။ဒါပေမဲ့တော့ငပြောရွက်တော့မဟုတ်ပါဘူး။ဘာပဲလည်းမသိပါဘူး။ဒီဥစားကစောင်းဥရသည်အတွက် special edition ပဲဖြစ်ပါတယ်။ဒီနှစ်တွေတော့ဆိုလို့ရှိရင်မွေးနေ့ကိတ်စားတဲ့အချိန်မှာဖျောင်းနိုင်မှုတ်တယ်။အခုကျတော့ဖျောင်းနိုင်မှုတ်တော့ဘူး။ကျွန်မကတောင်းကျင်တဲ့စုလည်းမရှိတော့ဘူး။ဒီဥစားလေးကတော့ ဒီပွားစကူလေးကိုပါခွာလိုက်ပါမယ်ဒီပဲလေးကတော့မကြိုက်ပါဘူးမကြိုက်တဲ့ခါကျတော့သူ့ကိုစိန်ခံပြီးမစားတော့ဘူးပေါ့ရှင်ဒီဟာတော့နည်းနည်းမင်းလေးပဲဖြစ်ပါတယ်ဝင်းလေးအကိတ်လေးစားလိုက်ပါအောင်မယ်ဒီဝါယောင်သီးလေးကတော့ဒီမှာလေးနာမည်တော့မသိပါဘူးဒါပေမဲ့သူစားလို့ကောင်းပါတယ်အဲ့လိုထုတ်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 လေးနဲ့စားလို့ကောင်းတာလေးပါကတော့ဝိုင်းအောင်ဒီလေးကဂျပန်ငှိတ်ပေါင်းနေမှာဆိုလို့ရှင်လည်းပါပါတယ်။စားလို့ရင်ပေါင်းပါတယ်။ဒီသီးလေးကိုစားပါမယ်။ ခုထပ်ပြီးတော့ strawberry cake လေးကိုစားပါမယ်။ strawberry cake တွေကိုစားတဲ့အချိန်မှာအကောင်းဆုံးကဘာလဲဆိုလို့ရှင်အနံလေးနဲ့အရင်ကိုအရွယ်မွေးပြီးတော့ရန်ဆွဲဆောင်မှုရှိတာအဲ့ဒါအဓိကသူ့ရဲ့အသက်ပေါ့နော်ဒီအလွှာလေးတွေမှာ strawberry တို့နက်နက်သီးတို့နော်ထဲအဲ့လိုပခွားမွေးသီးတို့ပါတို့နေမှာပေါ့အေးအဲ့ဒါလေးတွေနဲ့သူအလားဆင်ထားတဲ့ခါကျတော့ရန်ကိုချွတ်ချွတ်ချင်းချင်းလေးနဲ့ကောင်းမဲ့ရတာဒီမှာအီပြည်တယ်ပေါ့အေးကောင်းပါရဲ့ရှင်ဟုတ် Happy birthday story ပြီးစားလိုက်ပါဦးမယ်။ game on လဲလောင်းနေတော်လိုက်ပါပြီ။လို့လဲဆိုတော့ကျမကနောက်ထပ်စားစရာရှိပါသေးတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျတော့ကျမကဒီနေ့မွေးနေ့ဆိုတဲ့ခါကျတော့ ਈ ဖျားဆွန်းတော့ကတ်ဖို့ဆိုပြီးတော့အုန်းနုခောက်ဆွဲချက်ထားပါတယ်။အုန်းနုခောက်ဆွဲလေးကိုနည်းနည်းလေးစားပါမယ်။ဘာဖြစ်လို့ဖျားဆွန်းတော့ကတ်တယ်ဆိုလို့ကျမကဘာသာရေးမတရားကန့်ဆိုင်နေမထင်ကြပါနဲ့။ကျမကတစ်နေ့မှာတရားဖျားကောင်းအောင်ကြောက်တာပါ။လို့စားလေးကတော့စပါဂက်တီခေါက်ဆွဲကိုကြော်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်။ဒီမှာနိုင်ငံမှာဆိုလို့ရှိရင်ပုံနှုတ်ခေါက်ဆွဲတို့ မုံဒီတော့တို့နန်းကြီးတော့တို့စားတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုအကြွကြော်လေးထည့်ရလေဟုတ်တယ်မလားသူတို့ကကြခေါက်ဆွဲကိုကြော်ကြတာလေကျမဒီခေါက်ဆွဲကိုကြော်စားကြည့်ပေးမယ်လို့စီအများကြီးနဲ့အချိန်နဲ့အကြာကြီးပေးပြီးကြော်ရမှာဆိုတဲ့ခါကျတော့ပြင်းလို့ဝေးအဲ့ဒါနဲ့မကြော်တော့ဘဲနဲ့စပါဂက်တီခေါက်ဆွဲလေးကိုပဲချိုးပြီးတော့ကြော်လိုက်ပါပဲဆိုတော့အီတလီရေမြင်လို့ရှိရင်တော့ရှင်းလာသွားကြမှာပါ ငွေနေထိမ့်မဲ့ကိမ့်မုံလဲစားပြီးသွားပြီးအပိုးအနေနဲ့အုံနှုတ်ခေါက်ဆွဲလဲစားပြီးသွားပြီးဆိုတဲ့ခါကျတော့အခုကစားပြီးတော့ငွေနေလက်ဆောင်လေးကိုဖွင့်ဖောက်မဲ့ကဏ္ဍပဲဖြစ်ပါရဲ့ရှင်။အစတော့ကစဉ်းစားထားဒီနှစ်တော့ငါ့ကိုကငွေနေလက်ဆောင်မပေးတော့ဘူးလို့စဉ်းစားထားပါတော့။ဘာလို့လဲဆိုလို့ရှင်ကျတော့ကိုကအိုကယာမားနေပြောင်းမှာဆိုတဲ့ခါကျတော့ခြားတစ်မျိုးမှာအိမ်အစ်စ်ထန်ခါရမှာပေါ့နော်။ဘယ်မှာအိမ်အစ်စ်ပြောင်းမယ်ဆိုလို့ရှင်အိမ်အစ်စ်ပြောင်းခါပေါ့နော်။သဘောတွေဘာညာတရက်ကအဲ့လိုမျိုးကြီးတွေအတွက်တင်းကိုအနည်းဆုံးရန်2သိန်းပေါ့နော်။ကျွန်တော်ပြောမယ်ဆို1030 1030ရန်2သိန်းလောက်ကိုပြင်ဆင်ထားမှကိုရမှာပေါ့နော်အဲ့ရန်2သိန်းအပြင်ကိုတစည်းရသေးတဲ့အိမ်ပြောင်းစရိတ်တို့ပါတော့အဲ့လိုမျိုးမျိုးစုံရှိရေပြီးလို့ရှိရင်ဒီအခုနေတဲ့အရာထွက်တဲ့အချိန်မှာကိုကတန်ရှင်းရေးကတွေခါရီအဲ့လိုမျိုးတွေပေးရတာလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဆိုဂျပန်မှာအိမ်တအိမ်ကနေတအိမ်ပြောင်းမယ်ဆိုလို့ရှိရင်ပတ်စံတွေအရန်ကုန်တယ်ပေါ့နော်အဲ့လေကုန်မှလည်းရှိသေးရောငါမွေးနေ့လဆောင်ကိုကိုမပေးတော့ပါဘူးဆိုပြီးတော့စိတ်ထဲမှာတွေးလိုက်တာပေါ့နော်ဒါပေမဲ့လည်းအင်တာနက်သုံးရင်းနဲ့ဟိုကြီးဒီကြီးကြည့်တဲ့အချိန်မှာကိုကိုစိတ်ကိုဆွဲဆောင်သွားတဲ့အရာတစ်ခုတွေ့သွားတာပါလို့ ဲဆိုတဲ့ခါကျတော့ဒီ new balance ကဖက်နေပေါ့နော်လို့လို့ရင်ကောင်းပါလဲဆိုစဉ်းစားရင်စဉ်းစားရင်လည်းနောက်ကြ hey ဟိုတနာပါတယ်ဝယ်လိုက်မယ်ပေါ့ဘသူတနာလဲဆိုကိုကိုကိုတနာလိုက်တာကိုကိုကိုပဲတနာပြီးကိုကိုကိုပဲချစ်ပြီးကိုကိုပဲချလိုက်ပါတယ်အဲ့ဆိုဖက်နေလေးကတော့ဒီဥစ္စာပါဝင်းနေအထိမဆောင်နိုင်မင်းနဲ့နှစ်ခါတော့စီးထားတယ်ဆိုတော့ဒီဥစ္စာလေးကြွားပါမယ်ဒီဖက်နေလေးပဲဖြစ်ပါတယ် ယူဘယ်လန့်စီ1906ပေါ့ကြီးဒီနားလေးကနီနီလေးတွေကဒီမှာချစီးထားရဆိုလို့ကြီးပေသွားရလို့ထင်းနေမှာဆိုလို့ပါတကယ်တော့သူက original ပါသူကအလိုညစ်ဒီညစ်ပတ်ကြည့်ပေနေတဲ့ဒီဇိုင်းလေးပေါ့နော်ဒီတန်းတော့ကိုကအဲ့လိုမျိုးတွေမကြိုက်ဘူးကြီးမကြိုက်ပင်မဲ့လို့သူ့ရဲ့အပေါ်ကဒီဒီဇိုင်းကိုကြိုက်တဲ့ခါကျတော့ဒီခါလေးကိုခွင့်လွှတ်ပေးလိုက်တာကြီးအမှန်တမ်းပြောမယ်ဆိုလို့ရှင်ကိုက new balance ကိုအခုမှစပြီးတော့စီးဘူးတာပေါ့နော်သူ့ကိုစီးလိုက်တဲ့အချိန်မှာဆိုလို့ရှင် ရန်ကိုတက်တောင့်တက်တာဖြစ်တယ်လို့ခံစားရပါတယ်အခုလိုမျိုးဗီဒီယိုတွေတို့ဓာတ်ပုံတွေထဲမှာတို့ကြည့်ရဲဆိုလို့ရှင်တိတ်ပြီးတော့မလှဘူးလို့ခံစားရခြင်းခံစားရနိုင်တယ်ဗောနော်ဒါပေမဲ့အပြင်မှာဆိုလို့ရှင်တော်တော်လှတယ်အယောင်လေးလှတယ်ခနဲ့ကိုကြည်လိုက်တယ်ဆိုလို့ရှင်နောက်ကကြည်ရဆိုလို့ရှင်သူ့မှာဒီလိုအဖက်ကလေးဖြစ်နေတာတွေ့ရမလား ပြီးရှင်ဘေးမှာဆိုလို့ရှင်လဲဒါမျိုးအဖက်ကလေးတွေနောက်မှာလဲဒါမျိုးလလန်လေးဟုတ်တယ်မလားခနောက်ကိုစီးထိုင်ရင်လည်းကိုယ့်အတော်ကြည်လိုက်တဲ့ချိန်မှာဘာခံစားချက်ရလဲဆိုတဲ့ခါကျအဲ့လိုလေနတ်ဖျားကားတွေရလေနတ်ဖျားတွေရဲ့အစင်တစားနဲ့တူရလို့ ခံစားရတာကွယ်ဖနက်ကိုအပေါ်စီးကနေကြည်ရတဲ့ချိန်မှာဘယ်လိုမျိုးခံစားချက်မျိုးရတယ်ကွယ်ဖနက်ကိုဝယ်မယ်ဆိုပြီးတော့ website မှာကြည်တဲ့ချိန်မှာကျတော့ဟိုလိုမျိုးခံစားရတာကွယ်စိတ်ရုပ်တွေအစိတ်အပိုင်းတွေဆက်ထားရနေတူတယ်လို့ခံစားရတော့မိုက်တယ်လို့ထင်တာပေါ့နော်အဲ့နဲ့မှားလိုက်ပြီးတော့တကယ်တမ်းစီးကြည့်လိုက်တဲ့ချိန်ကျတော့ခုနပြောသလိုမျိုးစိတ်ရုပ်တွေမကတော့ပဲနဖျားနဲ့ပါတူသွားတကယ်တော့တူချင်မှတူမှာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ခံစားချက်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကအဲ့လိုမျိုးလို့ခံစားရတာဘေးလိုက်ကြည့်လို့ရှင်လဲလှတယ် အနောက်ကနေကြည့်လို့ရှင်လဲလှားတယ်။ twin ဘက်ကလည်းလှားသေးတာပဲ။အရှိရလည်းလှားတယ်။ပေါ်စည်းကနေကြည့်လို့ရှင်လဲလှားတော့မယ်။အဲ့ဒါဆိုတော့အကုန်လှားတယ်။ဒါမှတခါစီးရနေတဲ့ကိုဒီဖက်ကိုဝယ်လိုက်မိရတန်နေဆိုတဲ့ခံစားချက်မျိုးရပါတယ်ဒီဖက်လေးကိုစီးပြီးတော့ကျမရဲ့အလုတ်အသစ်မှာမြို့အသစ်မှာစိတ်သက်လူသင်နေပြပြရှင်ရှင်ဖြစ်သန့်တော်ဖို့အတွက်ရည်ရထားပါတယ်အဲအဲ့ဆိုဒီနေ့ကတော့လောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တတား